မီးဖြစ်သူကိုပါမချမ်းမဲအမြဲတမ်းလူလူတိုက်ခိုက်နေတဲ့တရုတ်ဆောင်အုပ်ကမင်းမောင်ကိုအမေရိကန်နိုင်ငံရဲ့ဥပဒေအရတရားစွဲဆိုလိုက်တဲ့ပန်ဆယ်လိုမင်္ဂလာပါပရိသတ်ကြီးရှင်ပန်ဆယ်လိုနဲ့အုပ်ကမင်းမောင်တို့ဟာနိုင်ငံရေးအမြဲမတူမှုတွေကြောင့်သဘောထားကွဲလွဲကြရတာကနေတရုတ်ဆောင်အုပ်ကမင်းမောင်ဘက်ကနေပန်ဆယ်လိုနဲ့အတူသူ့ရဲ့မိသားစုကိုပါနစ်နာအောင် ပြောဆိုမှုတွေမကြာခဏပြုလုပ်လာခဲ့တာဖြစ်ပါတယ် နှစ်ပေါင်းများစွာပန်ဆယ်လိုကိုတိုက်ခိုက်လာခဲ့တာဖြစ်ပြီးသူပြောခဲ့တဲ့စကလုံးအသုံးနှုန်းတွေထဲမှာပန်ဆယ်လိုရဲ့တမိဖြစ်သူကိုပါနင့်နာစေတဲ့စကလုံးတွေပါဝင်ခဲ့တာလည်းဖြစ်ပါတယ်လက်ရှိမှာတော့ပန်ဆင်လိုကအမေရိကန်နိုင်ငံရဲ့နံပါတ်၈အတော်ဆုံး law firm အဖွဲ့ကိုငားရမ်းပြီးတော့အမှုအပ်ထားတာဖြစ်ပြီးအောက်ကမင်းမောင်ရဲ့နာမည်နဲ့စတင်တရားစွဲဆိုလိုက်တာလည်းဖြစ်ပါတယ်။ ပန်ဆယ်လိုကအောက်ကမဲမောင်ခေါ်ရဲထူးဝင်းနဲ့တက်ကမိုးညိုခေါ်ဝင်းကိုကိုသိန်းတို့ရဲ့နေစဉ်ရက်ဆက်မဟုတ်မမှန်တိုက်ခိုက်အသေးရေဖြစ်မှုများအတွက်အမေရိကန်တရားရုံးမှတရားစွဲဆိုနိုင်ရန် Greenback Torrey LLP Law Firm ထံမှအမှုအနှံလိုက်ပြီးဖြစ်ပါသည်ဒီအဖွဲ့အစည်းဆိုတာကအမေရိကရဲ့ ranking အဆင့်ရှိတဲ့ဂုဏ်သိရှိ law firm တစ်ခုဖြစ်တယ်လို့မြို့ပေါင်းများစွာမှာရုံးခွဲတွေလည်းရှိတယ်။ကျမတို့မြို့မှာလည်းရုံးခွဲရှိတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ ပုံမှန်အားဖြင့် immediate ကို professional fees မြင်မာတဲ့ law firm ဖြစ်ပေမဲ့ကျမဟာ democracy အရေးလှုပ်ရှားသူ democracy စုရဖို့သူ အမျိုးသမီးတဦးဖြစ်ပြီးအသက်အန္တရာယ်ဂုဏ်သိက္ခာလိမ့်ပိုင်းဆိုင်ရာနဲ့အချက်လက်ပေါကြားမှုဆိုင်ရာချိုးပေါက်ခံရမှုများအကြိမ်များစွာကျူးလွန်ခံနေရတဲ့အပေါ်မှာစာနာဖေးမတဲ့အနေဖြင့်တတ်တာသောနှုံထားဖြင့်ဆောင်ရွက်ပေးဖို့လက်ခံခဲ့ပါတယ်။ US မှာ immediate ထိရှာလွယ်တဲ့ကိုယ်ရေးအချက်လက်များ passport ကဲ့သို့သော identity များ မိသားစုဝင်များနဲ့ USA မှာအထူးကာကွယ်ပေးသောကလေးတငယ်မိုင်းနာဖြစ်တဲ့ကျမရဲ့အရွယ်မရောက်သေးသောသမီးလေးကိုပါမချန်ပုတ်ခတ်တိုက်ခိုက်ချင်းချောက်ချင်းဒီကျူးလွန်မှုပေါင်းများစွာကြောင့်တသက်အခိုင်မာဖြစ်ပြီးဖြစ်တဲ့အတွက် Law Firm အနေနဲ့ကျမရဲ့နင်လာမှုများအတွက်တရားဥပဒေရဲ့ပြစ်ဒဏ်သို့မဟုတ်ရောကြီးရရှိစေရန်ဆောင်ရွက်ပေးဖို့အတွက်ပါကနဦးအနေနဲ့တရားဥပဒေဆိုင်ရာရေးရမှုများဆောင်ရွက်မည်ဖြစ်ကြောင်း Law Firm ဘက်မှအတိပေးစာပေးဖို့မှာဖြစ်ပြီး defamation law ဆိုအထိအစစ်စစ်ဆောင်ရွက်မှလည်းဖြစ်ပါတယ်အမှုရင်ဆိုင်နေစဉ်ကာလအတွင်းထပ်မံတိုက်ခိုက်မှုရံပြိုးမှုများထံမှအကာအကွယ်ရရှိရန်ကနအူးတားမြစ်မိန်မျိုးရရှိရန်ကိုပါဆောင်ရွက်သွားမှာဖြစ်ပါသည်လူတအူးတယောက်ကိုဂုံးတရေပြပြရန်တိုက်ခိုက်ခြင်းမှတစဉ် Facebook နဲ့ YouTube ကဲ့သို့သော monetization tool များမှဖြစ်စေ လူပုဂ္ဂိုလ်အဖွဲ့အစည်းတစ်စုံတစ်ခုထံမှဖြစ်စေအခကျင်းငွေရယူကြောင်းထင်ရှားလင်လေကယ်လီဖိုးနီးယား state law အရတရားစွဲဆိုနိုင်တဲ့ပုံမှန်နဲ့အခွင့်အရေးများရှိတာမို့ CA မှာတရားစွဲလင်ဂျပန်တန်အသုံးမဟုတ်ဂျပန်တန်ရဲ့ကိုယ်စားလှယ်ရှင်တွေကအဆင့်ခေါ်ရာတရားရုံးကိုရောက်ရှိရပြီနဲ့မှရုံချင်းတိုင်းတက်ရောက်ရမယ့်တာဝန်ရှိမှုမျိုးကိုလည်းတာဝန်ယူစေရန်လှုံ့ဆော်သွားပါမယ်။ ငါကနာမည်တက်ရည်တာမှမဟုတ်တာဆိုတဲ့အကွက်မျိုးကမြန်မာပြည်လိုနေရာမှာရနိုင်ပေမဲ့ USA ရဲ့အသက်ရည်ဖြတ်မှုဥပဒေနဲ့စိုက်ဘာဘူးလင်းနဲ့ပတ်သက်သောဥပဒေများမှာအဲ့ဒီလိုရှောင်လွဲလို့မရပါဘူး။ဒါကိုတော့အလေးနက်သိရှိထားဖို့လိုပါတယ်။ ကျမဟာမြန်မာပြည်မှာရှိခဲ့စဉ်ကာလကစစ်တပ်နဲ့မဘာသာများရဲ့တရားစွဲဆိုမှုကိုသုံးနှစ်ကျော်ရင်ဆိုင်ပြီးအမှုအနိုင်ရခဲ့ဘူးသူဖြစ်တဲ့အတွေ့အကြုံအရတံပြန်လာနိုင်တဲ့ဥပဒေတံပြန်မှုများထံမှအပြေးဝကာကွယ်ရန်ပြင်ဆင်နေရခြင်းများကြောင့်ဒီကိစ္စကိုအခုမှကြီးညာနိုင်ခြင်းဖြစ်ပါတယ်။ တရားတစ်ပေါင်ကိစ္စရပ်များဟာအထူးသဖြင့်မိခင်နိုင်ငံမဟုတ်တဲ့မြေမှာပုံမိုရှီလျားရှုပ်ထွေးတာကြောင့်ခွင်းလွှတ်ရန်စ조사ခဲ့ပေမယ့်ခွင်းလွှတ်တည်တည်အတိုင်းတာထက်အစာပေါင်းများစွာကျော်လွန်နေပြီဖြစ်တဲ့အတွက်ဒါဟာကျမရဲ့ own burden အဖြစ်ရွေးချယ်လိုက်ပါပြီ။သက်တေထောက်ထားရဆိုတာ post ဖြက်လာုံနဲ့ပြည့်စည်မသွားအောင် legal way များဖြင့်ဆောင်ရွက်ပြီးစီထားပြီးဖြစ်ကြောင်းအသိပေးပါရစေ။ ကျမအနေနဲ့ဂုံစိတ်ခါဖြက်စီးမှုများအပြင်ဒုက္ခပေးမှုများတိုင်ကြားမှုများအနေနဲ့စိတ်ဒုက္ခကြုံစေရန်ရည်ရွယ်ကြိုးပမ်းမှုများကိုဒီနှစ်ကာလတောက်လျှောက်တွေးဆောင်ရင်ဆိုင်ခဲ့ရပြီဖြစ်တဲ့အတွက်မြည်သည့်တုံ့ပြန်မှုမျိုးကိုမဆိုကာကွယ်မှုများပြင်ဆင်ထားပြီးရင်ဆိုင်ဖို့လည်းစိတ်ပိုင်းဖြတ်ထားတာမို့အစွမ်းစားရှိရင်ဥပဒေကြောင့်အရာတုံ့ပြန်ရန်လည်းတရားဝင်စိန်ခေါ်အပ်ပါတယ်ထမံတိုက်ခိုက်မှုများဟာလေကျမအတွက်အနာရရှိရန် supportive ဖြစ်စေတဲ့အရာတွေကြည့်ပဲဖြစ်တာမို့မျှော်လင့်နေလျက်ပါ ကျမဟာမတရားရင်ကိုယ်တိုင်မပြောနဲ့သူများကိစ္စနိုင်ငံကိစ္စအထီပါခေါင်းငုံမခံခဲ့ပဲရရနေရရောက်ရဘဝကနေဖီဆန်တုံ့ပြန်တတ်သူဆိုတာအလုံးမြင့်မြင်ပါပဲသူတဘွားကိစ္စတော့မတရားရင်ထိုင်ကြည့်မနေသူမို့ကို့အတွက်ကိုလည်းတရားမျှတမှုပြန်ယူကိုယူမှာပါကျမအတွက်ဒေါသထက်စိတ်မကောင်းဖြစ်ကြတဲ့မိတ်ဆွေတွေမိသားစုတွေကိုရောကျမကိုကျမကိုပါဂရုပေးပါတယ် ဘလောက်ပဲရှိကြရှိကြဘလောက်ပဲပြင်ပန်းပြင်ပန်းယူခဲ့ကြသမျှတွေပြန်ပေးကိုပေးစီရတဲ့အထိလှုံ့ဆော်သွားပါမယ်။ဒါဟာတရားစွဲဆိုပြီးဖြစ်ကြောင်းတရားဝင်ကြီးညာချက်ဖြစ်ပြီးလေးဖြင့်ချင်းချောက်ခြင်းမဟုတ်ကြောင်းသိရှိစေရန် Law Firm ထံအမှုအနှံချင်း Agreement Letter ရဲ့ရှေ့ဆုံးစာမျက်နှာနဲ့နောက်ဆုံးလက်မှတ်ထိုးထားတဲ့စာမျက်နှာကိုပြသပေးလိုက်ပါရစေ။ဒီတိညီနိုင်မှုကိုမှလက်ခံမှာမဟုတ်ကြောင်းနဲ့အစွမ်းစားရှိသလောက်တံပြန်နိုင်ကြောင်းတဖာတဲ့အတိပေးအပ်ပါတယ်။ ဘယ်တော့မှဆိုပန်ဆယ်လိုပြီးသားစေရပါမယ်ဟုဆိုကပန်ဆယ်လိုကသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြောကြားထားတာလည်းဖြစ်ပါတယ်။